ကော်ဖီလေးတောက်ကြရအောင်ကော်ဖီတက္ကာလေးမှာကော်ဖီလေးတောက်ရင်တဘာဝအလှလေးရွှေရောခံစားကြရအောင်ဒီရောအာမခံအကြောင်းလေးနဲ့နည်းနည်းပြောမယ်အသေးအာမခံထားရဆိုတာတဲ့တင့်တွက်လားတဲ့တင့်တွက်လို့ပြောရင်တော့မှားပါတယ်တင့်တွက်မဟုတ်ပါဘူးတင်လဲတင့်မိသားစုအတွက်ဖြစ်ပါလေရှင်ဒီမှာမိသားစုလို့ပြလဲဒီမှာတော့ဘောနောမိဘတွေရဲ့သဘာဝကိုပြပြမယ်ပေါ့နော်အိမ်မဟိုအရင်ကတော့ ါလေးအကြောင်းလေးပေါ့နော်တပြန်မအရင်ကငေတော့အိမ်မှာတမစားတယ်တမစားရယ်ဆိုလို့ရှိရင်ကျမတို့အမေကကျမတို့တာရယ်တမီးရောပေါ့နော်ချက်သားဟင်းချက်တယ်ဆိုလို့ရှိရင်ချက်သားကိုအသားဘက်တည်းကိုတာရယ်တမီးတို့ထည့်ပေးရင်သူကအယူတွေပဲစားတယ်အဲဒီတော့ကျမတို့တွေးလိုက်တဲ့တိတ်ထင်းမှာတွေးလိုက်တဲ့ဟာကျတော့အော်ကျမတို့အမေကပေါ့နော်ချစ်ချီတော့တည်းပေါ့နော်ကြည့်ယူခေါင်းတွေကြိုက်တယ်ဆိုပြီးတွေးလိုက်တာတကယ်တော့အမေကချစ်ချီတော့တည်းခေါင်းတွေကိုကြိုက်တာမဟုတ်တမီးတွေကို တားစားနေခြင်းနဲ့အတွက်သူကအယူတည်စားလိုက်တာအဲ့လိုပဲကျမတို့မိဘတွေအနေနဲ့သလိုရှိရင်တောင်ကြကြတကြကြပေါ့နော်ဘာနေပဲစားစားဘာမှမမှုပေါ့နော်လောကရန်ကိုအကောင်းဆုံးရှင်းတတ်တယ်ဗျကျမတို့လူကြီးတွေအတွက်အဲ့ဒီမှာကလေးတွေအတွက်ကြတော့ကလေးတွေကြတော့အဲ့လိုမဟုတ်တော့ကလေးတွေကကြတော့သူတို့ကကြတော့အတောင်လေးတွေမဆုံးကြသေးဘူးလေမန္တမီဘာတွေအဲကလမ်းကြောင်းပေးပြုပြင်တထင်းတင်းပြုထောင်းပေးမှသူတို့က လမ်းကကောင်းလျှောက်လမ်းနေမှာအဲ့ဒီမှာကျမတို့ကဘာလို့ကျမတို့အတွက်အစ်အမကလူလားလို့ပြောလဲဆိုကျမတို့တူတူယောက်ချင်းစီတူကလုံးဝမလူဒါပေမဲ့ကျမတို့ကိုမိခိုးနေတဲ့ကျမတို့တသားမိမိလေးကျမတို့မိသားစုတွေအတွက်ကြတော့အစ်အမကလူသွားတယ်ဟာအဲ့ဒါပြောချင်တာကျွန်တော်အစ်အမကတင့်တွင်လားလို့ပြောလို့ရှိရင်တင့်အတွက်မဟုတ်တင်းနဲ့တင့်မိသားစုအတွက်လို့အဲ့လိုပြောတာကျမတို့ဘေဘီလေးတွေကလေးတွေပေါ့အစ်အမကထားရဆိုတာလေကျမတို့လူကြီးတွေကို အကအခွဲယူရင်ဒါခလေးလေးအတွက်ဝင်စုလာတယ်အကအခွဲသူကကျတော့ဒီမှာတော့ဒီဒီနဲ့ငွေတွေတင်းသွားတယ်တင်းသွားတဲ့အတွက်ဒီမှာတို့ကိုကုမ္ပဏီကအကအခွဲပေးထားတယ်စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရေးပေးထားတယ်ဝင်စုတယ်ဆိုတာကျတော့ဒီနှစ်မိတင်းသွားတဲ့ငွေတွေကနှစ်ပြေးသွားတယ်လို့ရှိရင်ကိုယ်လည်းညီကောင်းချက်မှသူနေမြေပြေအကျိုးခံစားခွင့်အနေနဲ့အဲဒီမျိုးပြန်ပြီးထုတ်ပြလိုက်တာပေါ့နော်အဲလိုမျိုးအဲဒီမှာအတဲအမှန်ကန်ထားရဆိုတာပေါ့နော်ကျမတို့ လူကြီးတွေအတွက်စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုရရရှိတယ်။မှတ်ရပါတော့နော်။တခါကြီးတွေးမှုကြာပါတော့။အော်ငါဘုန်းမရှာနိုင်တော့ရင်ငါတစ်ခုဖြစ်ခဲ့ရင်ငါမိသားစုကိုဖြည့်ရှင်းကြမယ်။ငွေကြီးပြဿနာတွေပေါ့။အဲ့လိုမျိုးတခါကြီးမှတွေးကြကြတယ်။အဲ့ဒါကအဲ့လိုမျိုးတွေးရတဲ့စိတ်ပူပင်လေးကိုပေါ့နော်။သက်မှာကထားလိုက်တဲ့အတွက်အော်ငါတစ်ခုဖြစ်သွားရင်တော့ငါမိသားစုအတွက် ဟိုရေးစူဆောင်မှုရှိတဲ့အကာအကွယ်ရှင်းပြရတယ်ပြီးတော့အဲလိုမျိုးစိတ်ချမှုလည်းရရှိသေးတယ်ပြီးတော့နှစ်ပြည့်တဲ့အချိန်မှာလို့ရှိရင်ကိုယ်လည်းနေကောင်းကြမှာရလို့ရှိရင်သူကြီးပြန်ထုတ်ရတဲ့အတွက်အဲ့ဒီချိန်မှာလည်းပေါ့နော်တာတာမျိုးရဲ့ပညာရေးမှာပြန်ပြီးတော့တုံးလို့ရတယ်စစ်တမားလည်းရှင်း